2024-25ပရီးမီးယားလိရာသီကုံဆုံးဖို့နှိကလာချိန်မှာလဘာဘူးတင်ဟာအဆင့်နှစ်နေရာကအာဆင်နယ်ကို73မှတ်ထိဖြတ်ပြီးတော့ဦးဆောင်နေပါဗျ။တကယ်လို့လဘာဘူးတင်ပရီးမီးယားလိမှာပိုဆွဲမယ်ဆိုရင်အာနီစလော့ဟာလဘာဘူးနှိပြတွေထဲမှာပွဲဥရရာသီမှာပဲပရီးမီးယားလိဖလာရယူနိုင်တဲ့ပထမဆုံးနှိပြအဖြစ်မှတ်တမ်းဝင်ပါဗျ။ ပရီးမီးယားလိဂ်သမိုင်းမှာကလပ်အသင်း၃၀နဲ့ပွဲဥရက်ရာသီမှာပဲချန်ပီယံဆုရောက်နိုင်တဲ့နာမည်ကျော်နီးပြားတွေရှိခဲ့ပြီးအဲ့ဒီစီးရင်ထဲမှာအာနီစလော်လည်းပါဝင်နိုင်မှုနှိစက်နေပါပြီ။ကလပ်အသင်း၃၀နဲ့အတူပရီးမီးယားလိဂ်ပွဲဥရက်ရာသီမှာချန်ပီယံဖြစ်ခဲ့တဲ့တက်တရမြောက်နီးပြားကတော့မန်စီးတီးနာမည်ကျော်နီးပြားဟောင်းပယ်လီဂရီနီပါပဲ။ 2013-14ရာသီမှာပရီးမီးယားလိချန်ပီယံစုအတွက်မန်စီးတီးနဲ့လီဗာပူးတို့အပြိုင်ဖြစ်ခဲ့ကြပြီးရာသီကုန်မှာမန်စီးတီးက102ဂိုးလီဗာပူးက102ဂိုးထိသွင်းခဲ့တာကြောင့်ပရီးမီးယားလိသမိုင်းတစ်လျှောက်တရာသီတွင်အသင်းနှစ်သင်းဂိုး100နဲ့အထက်အသွင်းနိုင်တဲ့ရာသီအဖြစ်ဆန့်ကျင်တင်ခဲ့ပါတယ်။လီဗာပူးသင်းဟာကန်နိုဝင်သင်းကောင်းဆောင်စတီဗင်ဂျာရက်ရဲ့ခြေချော်လဲမှုနဲ့အတူချဲစီကိုရှုံးပေးခဲ့ရသလိုနောက်ပွဲမှာလည်းခရစ်စတယ်ဘေးလစ်နဲ့သေချာခဲ့တဲ့အတွက် ပယ်လီဂရီနီရဲ့မန်စီးတီးသင်းကကြော်တက်ပြီးတော့နှမတ်သားလေးနဲ့ဗိုးစိုးခဲ့တာဖြစ်ပါတယ်။ပယ်လီဂရီနီဟာပရီးမီးယားလိဂ်သမိုင်းတစ်ချောင်းချန်ပီယံဆုရယူနိုင်တဲ့ပထမဆုံးချီလီလူမျိုးနီးပြဥရောပကမဟုတ်ဘဲပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးနီးပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ 2015ရာသီမှာလက်စတာသင်းဟာကမ္ဘာဘောလုံးလောကတစ်ခုလုံးကို shock ဖြစ်စေလောက်အောင်ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပြီးဝိုင်းရင်နီးပြကြီးရာနီယေရီကလည်းလက်စတာနီးပြဘဝပထမဆုံးရာသီမှာပဲချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။အဲဒီရာသီမှာလက်စတာသင်းဟာ West Morgan, Drinkwater, Conte, Maras, Vardy တို့ရဲ့ချင်းစွမ်းပြမှုနဲ့အတူ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးချိန်ပရီးမီးယားလိချန်ပီယံဆုကိုရယူခဲ့ပါတယ်။ရာနီရီရီဟာအသက်64နှစ် 195ရက်နဲ့အသင်းတစ်သင်းနဲ့အတူပရီးမီးယားလိပွဲဥရရာသီမှာချန်ပီယံဖလားကင်မြောက်နိုင်တဲ့အသက်အကြီးဆုံးနည်းပြဖြစ်ဆန့်ကျင်တင်ခဲ့ပါဗျ။အခုစီးရင်မှာချဲစီနည်းပြဟောင်းတော်တော်များများပါဝင်ခဲ့ကြပြီးမော်ရင်ဟိုအန်ဆလော့တီတို့လိုပဲအန်တိုနီယိုဂွန်ဒီကလည်းသူ့ရဲ့ပွဲဥရရာသီမှာပဲပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပါဗျ။2016ဇကုံရာသီမှာချဲစီသင်းဟာ 38ပွဲကစားနိုင်ပွဲ30အထိရယူနိုင်ခဲ့ပြီးပရီးမီးယားလိပြိုင်ပွဲမှာတရားသည့်တွင်နိုင်ပွဲ30ရရှိခဲ့တဲ့ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ကလပ်အသင်းတစ်သင်းနဲ့ပရီးမီးယားလိပွဲဥရရာသည်မဟုတ်ပေမဲ့ပရီးမီးယားလိလိုအမည်ဆက်နေပြောင်းလဲခဲ့တဲ့1992-93ရာသီမှာပထမဆုံးချန်ပီယံဆုရယူနိုင်ခဲ့တာကမန်ချက်စတာယူနိုက်တက်ကံတော်နီးပြကြီးဖာဂူဆန်ပါပဲ။ 1992-93ရာသီမှာဖာဂူဇန်ဟာယူနိုက်တက်နေပြတန်း6နှစ်ကျော်အထိရှိခဲ့ပြီး26နှစ်ကြာဝေးကွာခဲ့တဲ့ MLB ချန်ပီယံဆုကိုပြန်လည်ရယူပြီးနိုင်ခဲ့ပါတယ်။